ဒီနေ့ပထမဆုံးတင်ဆက်ပေးရမှာတော့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့ဒေါက်ဆန်နာမဲအကြောင်းကိုကျွန်မအနေနဲ့တင်ဆက်ပေးချင်ပါတယ်။ကျွန်မသတင်းလေးတွေကိုကြည့်ရှုတဲ့မိဘပြည်သူတွေများတဲ့မှာဒေါက်ဆန်နာမဲကိုနှစ်သက်တဲ့သူတွေလည်းပါဝင်မှာပါရှင်။ဒီပုံကိုယ်တွေအတွက်ဒေါက်ဆန်နာမဲကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ရွှေကောက်ခံဖို့အတွက်ပြန်လည်ရောက်ရှိလာတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်မယ်လို့လည်းကျွန်မထင်ပါတယ်ရှင်။ဒါကြောင့်သတင်းလေးကိုကျွန်မရွေးချယ်ပြီးတော့တင်ဆက်ပေးချင်တာပါ။ ဒေါ်စနာမင်းဟာဆိုရင်တတိပုတ်ကလပ်ပြီးသူလွတ်တော်ကိုစလေလောင်းအနေနဲ့လာတာမြို့နယ်ကနေဝင်ရောက်ရှင်တန်းတော့မှာဖြစ်ပါရဲ့ရှင်။ဒီလိုရှင်တန်းမယ်ဆိုတဲ့အကြောင်းလေးကိုဒီမနက်မှာပဲသတင်းဌာနတွေမှာသတင်းလေးတွေတက်လာပါရဲ့ရှင်။ဒေါ်စနာမင်းပြောကြားသွားတာလေးကိုလည်းကျမအနေနဲ့ပြန်လဲပြီးတော့မှတ်အောင်ပေးချင်ပါတယ်။ကျမအနေနဲ့လာတာမြို့နယ်ကနေပြီးတော့တတိပုတ်ကလပ်ကိုစလဲလောင်းဖြစ်တဲ့ပြည်သူ့လွတ်တော်ကိုစလဲနေရာကနေဝင်ရောက်ရှင်းပြန်သွားပါမယ်ဆိုပြီးတော့ဒေါ်စနာမင်းကပြောထားပါရဲ့ရှင်။ ။ဒါပြင်သူမအနေနဲ့ဆက်လက်ပြီးပြောကြတာကတော့ကျမတို့ကနိုင်ငံရေးသမားဖြစ်တဲ့စိတ်တက်ကြတဲ့အခါလည်းရှိတယ်။အောင်မြင်တဲ့အခါလည်းရှိတယ်။အောင်မြင်မှုကြာရှုံးမှုတွေရှိပါတယ်။ဒါပေမဲ့ကျမတို့ကနိုင်ငံရေးသမားတွေဖြစ်တဲ့အတွက်အတိုင်းပြည်ပေါ်မှာစေတနာအစစ်မှန်ထားပါတယ်။ကျမတို့ရဲ့စိတ်ဓာတ်ကတိုင်းပြည်ကိုကျိုးပြခြင်းနဲ့တိုင်းပြည်ပေါ်မှာစိတ်နာထားပြီးတော့ဆက်လုပ်ခြင်းနဲ့ဆက်လုပ်ဖို့ဆန္ဒလည်းသူ့မှာအမြဲတမ်းရှိတယ်လို့ပြောထားပါရှင့်။ဒေါက်ဆနာမေယာဆိုရင်အန်တီရက်ပါတီမှာဒုတိယဥက္ကဋ္ဌအနေနဲ့ရုပ်ကဘုံမှုအတွက်လည်းဝင်ရောက်ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့အန်တီရက်ပါတီဟာ ါတီဝင်ဥယျာဉ်မတည်မီတဲ့ပြစ်ချက်နဲ့ပါတီဖက်သိမ်းခံလိုက်ရပါတယ်ရှင့်။ဒါကြောင့်ဒေါ်ဆန္ဒမင်းရဆိုရင်လာတာမျိုးနဲ့အတွင်းကပြည်သူလူထုတွေရဲ့တောင်းဆိုချက်အရတတိပုတ်ကလပ်ပြည်သူလူတော်ကိုယ်စားလှယ်အနေနဲ့လာတာမျိုးကနေပြီးတော့ဝင်ရောက်ရှင်းတိုင်မှာဖြစ်ပါတယ်ရှင့်။ပြောရမယ်ဆိုတော့ဒေါ်ဆန္ဒမင်းကနိုင်ငံရေးမှာရှိနေနောက်မီလို့တော့ပြောလို့ရတာပေါ့နော်။ဒီပုံကိုယ်တွေနိုင်ငံရေးထဲမှာရှိနေတာကလွတ်တော်ရဲရောက်လာဖို့အခွင့်အလမ်းတွေကြိုးစားတာကမာရင်နဲ့လုံဆောင်ချက်တော့မဟုတ်ပါဘူးရှင့်။ဒေါ်ဆန္ဒမင်းရဲ့နှစ်သက်တဲ့သူအနေနဲ့မဲပေးခြင်းနဲ့ဆိုလဲပေးလို့ရပါတယ်။ ဒေါ်စနာမင်းရဆိုရင်သတိပုတ်လက်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နေနဲ့ထွက်တော်ရဲရောက်လာပြီးတော့အတိုက်ခံကောင်းနေနဲ့တိုင်းကျိုးပြည်ပြုနိုင်ငံရေးသမားဖြစ်နေရက်တည်နိုင်မယ်လို့လည်းကျမနေယုံကြည်ပါရှင်။ဒါကြောင့်ဒီရင်လေးဝိပတ်သူများအတွက်ဒေါ်စနာမင်းကိုမဲပေးခြင်းနဲ့ပုံကူများရှိခဲ့သည်ရှိတော့ဒေါ်စနာမင်းရွေးကောက်ဝယ်ပြန်လည်ဝင်ရမယ်ဆိုတဲ့သတင်းလေးကိုကျမပြန်လည်ပြီးတော့မျှော်ပေးတာဖြစ်ပါရှင်။ကျမအနေနဲ့ဒီသတင်းလေးမှာအသုံးသက်ချက်ကတော့အများကြီးထည့်ချမ်းမရှိပါဘူးရှင့်။သတိပြုစင်ကြင်စရာကျမတို့ထားရှိရမယ့်စိတ်ထားလေးကြောင့်ပဲပြောချင်ပါတယ်။ ျမတို့အခုဆိုရင်ရွေးကောက်ပွဲရရှိတော့မယ်ပေါ့နော်။နိုင်ငံရေးပါတီတွေနိုင်ငံသမားတွေဟာနီလန်းမျိုးစုံနဲ့စူးစမ်းနေကြပါတယ်။ဒီလိုစူးစမ်းကြတဲ့အထက်မှာရိုးသားစူးစမ်းတဲ့သူတွေကိုကျမတို့လွှတ်တော်ရဲရအောင်လို့ရွေးချယ်လို့ရပါတယ်ရှင့်။လွှတ်တော်ရဲရပြီးနောက်မှသာနိုင်ငံတော်အတွက်အကျိုးမပြုတဲ့အဆိုတင်သွင်းမှုတွေနိုင်ငံတော်အတွက်အကျိုးရုပ်စေတဲ့ကိစ္စတွေလှုပ်ဆောင်လာမယ်ဆိုရင်တော့ကျမတို့ကဝေဖန်ပြီးတော့ထိန်းချုပ်မှုအတွက်ကိုစူးစမ်းကြရမှာဖြစ်ပါရဲ့ရှင့်။ ဒါကြောင့်လွှတ်တော်ကိုယ်စားလှယ်တွေနိုင်ငံရေးပါတီတွေအနေနဲ့ကျမတို့ကအရန်ဝေဖန်တိုက်ခိုက်တာတွေမလုပ်ပါအောင်ရှင့်။ကောင်းတဲ့အချက်လေးတွေ့လို့ရှင့်ချီးကျူးလိုက်ပါတယ်။မကောင်းတာတွေဆိုဆယ်ချက်မှာတစ်ချက်လောက်ပဲပြောပါတယ်။ဘာကြောင့်လဲဆိုရေကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ကြတာကတရားမျှတသောလှုပ်ဆောင်တဲ့ကိစ္စတစ်ခုပါ။ပြီးတော့ကျမတို့ကဆန္ဒမစောပါအောင်ရှင့်။ရွေးကောက်ပွဲဝင်ကြတဲ့ပုံကိုယ်တွေအနေနဲ့ရွေးကောက်ပွဲကိုနိုင်အောင်ပြိုင်ကြပါစေအောင်ရှင်။ကျမတို့ကဆန္ဒဆောပြီးတော့ဟိုလူတက်ခိုက်ဒီလူတက်ခိုက်ဆိုတာကဘယ်သူ့အတွက်မှအကျိုးမရှိသလိုမျိုး ကိုယ့်နိုင်ငံသားအချင်းချင်းနဲ့အမုန်းတရားပွားစေပါတယ်။ဒါကြောင့်ကျမတို့မီဒီယာရဲ့ရည်တည်ချက်ကတော့ဗောနော်ရွေးကောက်ပွဲကိုဆိုရနဲ့အတူပူပေါင်းပါဝင်ဆောင်ရွက်မယ်။ရွေးကောက်ပွဲအောင်မြင်စေဖို့အတွက်ရွေးကောက်ပွဲထဲမှာပါဝင်တဲ့ပြည်သူတွေမဲပေးကြလောက်အောင်စီရင်ပြုဆိုပေးမယ်။နိုင်ငံပါတီအကြောင်းကိုပြည်သူ့အထေစီကိုမိတ်ဆက်ပေးမယ်။နိုင်ငံသမားတွေအကြောင်းကိုပြည်သူတွေသိအောင်ပြောပြပေးမယ်။ဒါအလွယ်လို့ရှင်အချို့အကြောင်းအရာတွေမှာဝေဖန်ပုတ်ခတ်တာတွေအရင်ပြောဆိုတာတွေမလုပ်သေးပါအောင်ရှင့်။ဝေဖန်မဲ့ကိစ္စတွေရှိလာရင်တော့မှကျွန်မအမြဲတမ်းသတိထားမိမှာပါ။နာမည်လေးတက်ပြီးတော့ပြောလို့မရှိပါဘူး။ ဒါဘာပြလဲဆိုရင်ကျမတို့ဆန္ဒမစောတာကိုပြပါတယ်။ချုပ်တော်ပုံကိုရွေးကောက်ပွဲကိုဝင်ပါစေအောင်နိုင်ကြပါစေအောင်ရှင်။ရွေးကောက်ပွဲနိုင်တော့မှသူတို့ဆက်လက်ပြီးတော့ဝေဖန်ထိန်းကျောင်းရမှာပါ။ရွေးကောက်ပွဲမနိုင်လို့ရှင်ကျမတို့ဝေဖန်ထိန်းကျောင်းစရာအကြောင်းမရှိပါဘူးရှင်။အလောက်တိပြန်မခန့်နေကြမလို့တော့ပါဘူး။ဒီချက်လေးကိုမိဘပြည်သူများလည်းစိတ်ထဲမှာမှတ်သားထားပါဆန္ဒမစောကြပါနဲ့ရှင်။ကျမတို့ brand media အနေနဲ့ရွက်ကောက်ပွဲပုံကိုယ်တွေအားလုံးကိုမိဘပြည်သူများကိုနည်း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 ချင်းစီမိတ်ဆက်ပေးသွားပါမယ်။ ်မိဘပြည်များကြိုက်တဲ့သူကိုရွေးချယ်လို့ရပါတယ်မိဘပြည်သူတို့ရွေးလိုက်တဲ့သူကိုပဲကျမတို့မီဒီယာအနေနဲ့မီဒီယာအတက်ပညာနဲ့လွှတ်တော်ရဲ့ရောက်သွားတဲ့အခါနိုင်ငံလုတ်တယ်လုတ်တဲ့အခါမှာဝေဖန်ပြီးတော့ထိန်းချောင်းသွားကြမှာဖြစ်ပါတယ်ရှင်ကျမတို့မြန်မာနိုင်ငံမှာစကားလေးခေါ်ရှည်ပေါ့နော်စင်ပြောင်ကြီးအမိကြမှာတဲ့တဲ့ကျမတို့အခက်ခဲဆုံးအမှောင်မိုက်ဆုံးကာလတွေဖြတ်သန်းပြီးပါပြီအခုကရောင်းနေလာပါတော့မယ်ဒီလိုအချိန်မှာတူးနဲ့တူအမှားရင်းမရှိဘဲနဲ့ဒီခီးလေးကိုအတူတူဆက်ရှောက်နိုင်မှုလို့ပါတယ် ဒီချက်လေးရတာကျမတို့အတွက်အဓိကလိုအပ်နေတဲ့အချက်လေးသားဖြစ်ပါတော့တယ်ရှင်။မိဘပြည်သူများရှင်ကျွန်မခုထပ်မံပြီးတင်ဆက်ပေးရမယ့်သတင်းလေးကမိဘပြည်သူများအားလုံးမျှော်လင့်နေကြမယ့်သတင်းလေးဖြစ်မယ်လို့ထင်ပါတယ်။သတင်းကောင်းဝင်လေးရှင်တို့ပြောပြရမှာပေါ့နော် KNU AA နဲ့ Kitten Media တွေကိုကျွန်မတို့နိုင်ငံတော်ကနေပြီးတော့အမှုဖွင့်လိုက်ပါပြီရှင်။ပြောရမယ်ဆိုရင်ဒါကမိဘပြည်သူတွေဖြစ်ကျင်နေတဲ့စိတ်ဆန္ဒလို့လည်းပြောလို့ရပါတယ်။နိုင်ငံတော်ကလည်းဒီချက်လေးကိုဖော်ဆောင်လိုက်တဲ့အတွက်ကျွန်မတို့အနေနဲ့အထူးဝမ်းမြောက်မိတာတော့အမှန်ပါပဲ။ကျွန်မကိုယ်တိုင်တော့မှ တုံခဲ့တဲ့ရက်ပိုင်းတွေက KNU AA ပေါ့နော်စတဲ့ရွေးကောက်ပွဲနှောက်ရက်ဖြက်စည်းနေတဲ့အင်အားစုတွေကိုမလုပ်တဲ့လဲဆိုရင်တရင်ကောင်းစင်လေးနဲ့ဒီပုံကိုတွေဒီလူတွေကိုအမှုဖွင့်ထားရင်ကောင်းမယ်ဆိုပြီးတော့မှအကြံပြုပြီးတော့တင်ဆက်လိုက်ပါသေးတယ်။ဒါကလည်းမိဘပြည်သူများရဲ့စိတ်ဆန္ဒလေးတွေကိုကျွန်မစုစည်းပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်။အခုတော့မိဘပြည်သူများရဲ့စိတ်ဆန္ဒနဲ့နိုင်ငံတော်ရဲ့လုံဆောင်ချက်ကတထက်ထဲကျသွားတာပေါ့ရှင်။အဲ့ဒီရင်းလေးကိုကျွန်မဖတ်ပြပါမယ်ရှင်။ရွေးကောက်ပွဲပြည့်ပြားစေဖို့အတွက်လုံဆောင်တဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကို ပါတီစိုဒီမိုကရေစီထွေရွေးကောက်ပွဲများနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့အမှုဖွင့်လှစ်ထားပါပြီဆိုပြီးတော့ပြည်ထောင်ဝင်ဌာနကလည်းထုတ်ပြန်ထားပါတယ်။ဒီအမှာအမှုဖွင့်ထားတဲ့အင်အားစုတွေကိုကျွန်မဖတ်ပြပါမယ်။နံပါတ်၁ကတော့ KNU Facebook page ကနေပြီးတော့ဟောပြောတာတွေပေါ့နော်ဒီရွေးကောက်ပွဲကိုဖျက်ဆီးဖို့အတွက်လှုံ့ဆော်လာတဲ့စာရေးထုတ်ထားတဲ့ကိစ္စတွေပေါ့ရှင်။ဒါနဲ့ပတ်သက်ပြီးတော့အကြံပတ် KNU အဖွဲ့ကပထိုစော်ကွယ်ထူးဝင်းကိုအောက်ကောင်းဆ29ရက်နေ့မှာလှိုင်းပွဲမြို့မရဲစခန်းမှာအမှုဖွင့်လိုက်ပါတယ်ရှင့်ဒါတမှု နောက်ထပ်တစ်မှုကတော့ဒီအကျန်းဘတ် KNU အဖွဲ့တွေရပဲပထိုစောကွယ်ထူးဝင်းတို့ပထိုစောဆဲကြီးတို့ပထိုတာတူမှုတို့ပေါ့နော်စားတဲ့လူပုဂ္ဂိုလ်၁၁ဦးတိတိကိုလည်းလိုင်းပွဲမြို့မှာရဲစခန်းမှာပဲစက်တင်ဘာလ၁ရက်နေ့မှာအမှုဖွင့်ခဲ့ပါတယ်။နောက်တစ်မှုကတော့ KNU အဖွဲ့တွေကစောစာပလဲဒီဝန်းဆိုတဲ့သူကိုလည်းစက်တင်ဘာ၉ရက်နေ့မှာလိုင်းပွဲမှာပဲအမှုဖွင့်ခဲ့ပါတယ်ရှင့်။နောက်ထပ်တစ်မှုကတော့ ARD တိုင်းဒေသကြီး၄မျက်နှာမြို့နယ်ရင်းဆက်ကြီးရွာဘုံကြီးเจ้าမှာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့တာဝန်ရှိတဲ့သူတွေကမဲပေးဆက်ဆိုင်ရန်အသိပညာပေးခြင်းတွေလက်တွေ့ဆန်းသက်မဲပေးခြင်းတွေဆောင်ရွက်နေတဲ့အချိန်မှာအေအေအဖွဲ့ကနေပြီးတော့ဒရုန်းပုံးနဲ့လာပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။အဲ့လိုတိုက်ခိုက်ခဲ့တဲ့အတွက်အေအေအဖွဲ့ရဲ့လာတိုက်ခိုက်တဲ့အခါမှာပေါ့နော်ပူးပေါင်းပါဝင်ပြီးတော့ရောက်လာခဲ့တဲ့ PDF အစံဘက်သမားတွေရဲ့ကိုစတေမာလာ၄ရက်နေမှာလေ၄နှစ်နာမြို့နဲ့အိုက်တပြုတ်နယ်မြေရဲစခန်းမှာအမှုဖွင့်လှစ်ထားပါရဲ့ရှင်။ နောက်ထပ်တမှုကတော့ချင်းပြည်နယ်ချင်းလန့်ချင်းလန့်အဖွဲ့ဝါရှင်တို့ကတို့ချင်းလန့်အစိုးရဆိုပြီးဖွဲ့ထားတဲ့အဖွဲ့အဲ့ဒီကနေတော့ဥပထန်းတို့ဒေါက်တာရွှေခါတို့ဦးထောင်ဇလျန်းတို့ဥရိုဘင်တို့စတဲ့ပုံကိုယ်တွေအားလုံးစုစုပေါင်း18ယောက်ကိုလည်းစက်တင်ဘာလ4ရက်နေ့မှာဟာခါမြို့မှာရဲစခန်းမှာအမှုဖွင့်ထားပါတယ်။နောက်တစ်ခုကတော့လူမှုကွန်ရက်မှာပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိုပြက်စီးစေဖို့အတွက်လှုံ့ဆော်ရေးသားနေတဲ့မီဒီယာတွေဖြစ်တဲ့ခစ်တဲ့မီဒီယာတယ်လီဂရမ် channel ရဲ့တာဝန်ရှိတဲ့သူတွေ ။ Line Info Telegram Channel ကတာဝန်ရှိတဲ့သူတွေကိုပြည်တော်စုနယ်နေနေပြီးတော့ဇမြူတီမြို့နယ်အမှတ်တမြို့မှာရဲစခန်းမှာအမှုဖွင့်ထားပါပြီရှင့်။ဒါပြင်ရဲဖုံးဆိုတဲ့ Facebook အကောင့်ပိုင်ရှင်ကိုလည်းအမှုဖွင့်ထားပါတယ်။ဒီပုတ်ကူကတော့ရန်ကုန်တိုင်းဒေသကြီးဒေါ်ဘုံမသိညေရက်ကွက်ရဲဖုံးခေါ်ကျော်မင်းဆိုတဲ့သူသိပါတယ်။သူ့တော့ဒေါ်ဘုံမြို့မှာ Yes ကမှာအမှုဖွင့်ထားပါတယ်။နောက်ထပ်ထူကြတဲ့အဖွဲ့ကတော့မွန်ပြည်နယ်တမ်ယူစရဲ့ရေးမြို့နယ်နာမှာ PPP ပါတီက လူပုတ်ကို၃ယောက်ပေါ့နော်အဲ့တောင်ကိုဖမ်းဆီးသွားတဲ့အကြမ်းဖက်သမားတွေကိုလည်းရွေးကောက်ပွဲကိုနှောက်ယှက်ဖျက်ဆီးရတဲ့သူတွေကာကွယ်ပေးဥပဒေနဲ့အမှုဖွင့်ထားပါရဲ့ရှင့်။ကျမခုဖတ်ပြတဲ့လူပုတ်ကိုတွေအဖွဲ့အစည်းတွေကိုပါတီစုံဒီမိုကရေစီထွေရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန့်တားခြင်းကနေကာကွယ်ပေးဥပဒေပုံမှ23ကကြီးနဲ့၎င်း24ခခွေနဲ့၎င်းအမှုဖွင့်ပြီးတော့ရေးယူဆောင်ရွက်တော်မှာဖြစ်တယ်လို့သိရပါရဲ့ရှင့်။ဒီတော့ဒီကပုံမှန်လေးတွေကျမပြန်နှွေးပေးရမှာပေါ့ရှင့်။ ဥပဒေပုံမှန်23ကကြီးရပါလဲ24ခခွေရပါလဲဆိုတာလေကျွန်တော်ပြန်ပြီးတော့ပြောပြပါမယ်ဒီဥပဒေပုံမှန်နှစ်ခုလုံးကတော့အခန်းခုနှစ်ကပြစ်ဒဏ်များဆိုတဲ့အထက်မှာအကျုံးဝင်ပါတယ်ပြစ်ဒဏ်တွေကတော့23မှာဆိုရင်ပြစ်မှုထင်ရှားစီရင်ခြင်းခံရတဲ့သူကိုထောင်နဲ့အနည်းဆုံး3နှစ်ကနေ9နှစ်ထိချမှတ်လို့ရပါတယ်အဲ့ဒီအပြစ်ကိုမှလူစုလူဝေးနဲ့ကျူးလွန်နေဆိုရင်အနည်းဆုံးထောင်နဲ့9နှစ်ကနေ10နှစ်ထိချမှတ်လို့ရတယ်ငွေဒဏ်လည်းချမှတ်နိုင်ပါတယ်24ခကိုရတော့ တိမတို့ခုခုလူစုလူဝေးနဲ့ဖောက်ဖျက်ကျူးလွန်ကြောင်းထင်ရှားစီရင်ခံရတယ်ဆိုရင်နေဆုံး9နှစ်ကနေ10နှစ်တိချမှတ်လို့ရတယ်ငွေတန်လည်းချမှတ်နိုင်ပါတယ်ရှင်ဒီတော့ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင်ဆိုတော့ဘလို့ပြစ်မှုတွေကိုထင်ရှားစီရင်ခံရလဲဆိုတာလေးပဲပြန်ပြီးတော့နှွေးပေးပါမယ်အဲ့ဒါကတော့အခန်း6ဖြစ်ပါတယ်အခန်း6တားမြစ်ချက်များဆိုတဲ့အထဲမှာပါအခန်း၆တားမြစ်ချက်များမှာဆိုရင်ပုံမှန်16 18 19 20 21 22တိပါဝင်ပါရဲ့ရှင်ဒီပုံမှန်တွေကိုကျွန်မအတူချုံပြီးပြောပြရမယ်ဆိုရင်တော့ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေလုပ်ကိုင်မဲ့သူပုဂ္ဂိုလ်တွေမဲဆန္ဒရှင်တွေမဲယုံဆောင်တဲ့သူတွေမဲဘုံတာဝန်ရှိတဲ့သူတွေစသဖြင့်ပေါ့နော်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သူမှန်သမျှကိုအွန်လိုင်းနေပြီးတော့စော်ကားပုတ်ခတ်တာမရဘူးချိန်ချောက်တာဟန့်တာတာမလျော်ဩဆာသုံးတာမရဘူးနာကျင်စီအောင်လုပ်လို့မရဘူးအပြင်းထန်နာကျင်စီအောင်လုပ်လို့မရဘူးဆန္ဒမဲလက်မှတ်မဲဘုံမဲပေးဆက်နဲ့တိစီကိရိယာတွေကိုလည်းဖြက်စီးရလုံးဝမလုပ်ရပါဘူးထိခိုက်ဆုံးရှုံးအောင်လည်းမလုပ်ရပါဘူးရှင် ဒါပြင်ရွေးကောက်ပွဲကော်မရှင်ရုံးနေရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝဲရုံးနေမဲယုံနေမဲယုံဖြစ်အသုံးပြုတဲ့အဆောက်အဦတွေမဲလက်မှတ်မဲပုံမဲပိတ်ဆက်ဆက်ပစ္စည်းကိရိယာနဲ့သုံးဆောင်တွေကိုထိမ့်သိမ်းထားတဲ့အဆောက်အဦတွေဒီလိုအဆောက်အဦတွေပစ္စည်းအလုံးကိုဖျက်ဆီးလို့မရပါဘူးရှင့်ဖျက်ဆီးရနှောက်ရတာလုပ်မယ်ဆိုရင်ခုနပြစ်ဒဏ်နေနဲ့ထောင်နဲ့အနည်းဆုံး9နှစ်9နှစ်10နှစ်ထိကြာခံသွားနိုင်ပါတယ်ကျမဥပဒေလေးကိုပြန်နှွေးပေးရလကားမဟုတ်ပါဘူးတချို့တွေကအခုချိန်နေမြင့်မော်တောင်စီးစီးနဲ့ပေါက်နေတော့မှပဲမြန်မာနိုင်ငံမှာရွေးကောက်ပွဲကဖြစ်ကိုဖြစ်မှာပါ ြစ်မယ်ဆိုတာတေချာသွားပါပြီရှင်။ရောရေကောက်ပွဲဟာဖြစ်ပြီဆိုတဲ့အတွက်ပါဝင်စင်လဲရပါတယ်မပါဝင်စင်လဲရပါတယ်ဘာမှမဖြစ်ပါဘူး။ဒါပေမဲ့မြန်မာစကားတစ်ခုရှိတယ်လို့ပေါ့မကူညီနေမနှောက်ရှက်နေတဲ့အဲ့စကားရှိတယ်။အဲ့စကားလေးကိုခေါင်းထဲမှာမှတ်ထားကြပါ။နှောက်ရှက်မယ်ဆိုရင်တော့ဥပဒေကြီးပါထုတ်ထားတဲ့အတွက်အမှုဖွင့်ရေးယူခံရမှာဖြစ်ပါတယ်။ဒါအပြင်ခုနကအမှုဖွင့်ရေးယူခံလိုက်ရတဲ့အဖွဲ့တွေပေါ့နော် KNU တို့ခစ်တဲ့တို့ Lion 4တို့ကတာဝန်ရှိရတဲ့သူတွေအရဆိုရင်လေ နောက်တစ်ချိန်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဝန်ထမ်းမြန်မာနိုင်ငံပြန်လာခြင်းဒီဖြစ်စေလက်နက်ကိုင်ဖွဲ့ရေးဆိုရင်ငင်းချင်းစပွဲဝမ်းလာခဲ့ခြင်းဒီဖြစ်စေအရင်ဆုံးအမှုတန်းလန်းနဲ့လာမှာအရင်ဆုံးအဲ့ဒီမှုအရင်ဆုံးရင်ဆိုင်ရမှာလာမယ်ဆိုတော့အထက်စီးရလာလို့မရတော့အောက်စီးရလာမယ်အခြေအနေဖြစ်သွားတာပေါ့ရှင်ပြီးတော့ကျွန်မတတိယမိလို့ပေါ့နော်အညူကြီးကလုတ်တက်တဲ့အချင်းရှိရယ်လေဒီကနေပြီးတော့အမှုဖွင့်လိုက်တာတို့အကြမ်းဖက်နေကျင်ညာလိုက်တာတို့ဆိုသူတို့ကလည်းဟိုတန့်ပြန်ကျင်ညာတာပေါ့နော် ်အနာစကဒီအစိုးရထုတ်လိုက်တဲ့ဟာကမဟုတ်ဘူးဒါပြက်ပြဲပြီးသားဖြစ်တယ်ဆိုပြီးပြောတာဆိုတော့လေအညူကြီးယုံကြည်ရတဲ့သူအနေနဲ့ကအညူကြီးကပြောတဲ့အတိုင်းပြက်ပြဲတယ်ဆိုရင်ပြက်ပြဲလို့တကယ်ယုံနေဆိုရင်အခုအမှုဖွင့်ထားတဲ့ဒေတာတွေအစီကိုနောက်ချိန်ကျရင်ပြန်လာရဲပြန်လာကြည့်လိုက်ပေါ့ရှင်အညူကြီးပြောသလိုပြက်ပြဲပြီးသားလားကျမတို့ပြောသလိုအမှုဆိုတာဆွေယူထုံးစံမရှိဘူးလားဆိုတာလားဆိုတာကတော့ရောက်တဲ့အခါသိမှာပေါ့ရှင် ဒါပြင် online ကနေပြီးတော့ပေါ့နော်အခုချိန်မှာကိုကမြန်မာနိုင်ငံလွတ်အကျိုးအရောက်နေရဲဆိုပြီးကျွန်မတို့နေစဉ်နေတိုင်းဆဲဆုံနေတဲ့သူတွေရှိပါတယ်။အဲ့လူတွေလည်းကျွန်မပေါ့နော်ဒါပြောပြကြင်အားပါလဲဆိုတော့လောက်ခဲ့တဲ့မြတ်အရာအလုံးအခြေရကြတယ်နော်။ဒါတွေအလုံးကျွန်မတို့လက်ထက်မှာရှိထားပြီးသားပါ။ကျွန်မတို့ကစောင့်နေပါတယ်မြန်မာနိုင်ငံနေပြီးစောင့်နေပါတယ်။ဒါပြင်ကျွန်မတို့မြန်မာနိုင်ငံနေစောင့်နေရဆိုမဲ့ကျွန်မတို့နိုင်ငံမှာကြာရင်ဒီမိုကရေစီရွေးကောက်ပွဲကျင်းပပြီးအစိုးရအသက်တက်တော်မှာအချိန်ကြာလို့ရှိရင်ကျွန်မတို့က ပွင့်လင်းမြင်သာတဲ့အစိုးရတစ်ခု ဖြစ်သွားပြီဒီလိုဖြစ်သွားလို့ရှင်အင်တာပိုနဲ့ချိတ်ဆက်ပြီးတော့အချုပ်ရာဇဝတ်သားတွေကိုနိုင်ငံပြင်ပထိဖမ်းလို့ရတယ်ဆိုတာလည်းမမေ့စေချင်ပါဘူးနော်ကျမတို့ကဒီငါးနှစ်လုံးမှာဒီလိုမျိုးအောက်တန်းစားတွေရဲ့စဲဆိုခြင်းကိုနေတိုင်းခံနေရတာဆိုတော့လေကျမတို့လည်း data တွေစုထားပါတယ်အမှုဖွဲ့ဖို့အတွက်ကြိုတင်ပြင်ဆင်ထားတဲ့သူတွေတောင်ရှိနေပါပြီကျမတို့ကြိုတင်မပြင်ဆင်ရသေးပါဘူးကျမဖွင့်တင်မဖွင့်တင်စဉ်းစားအောင်ပဲပေါ့နော် အလုံးရှုပ်ခံနိုင်တယ်ကျွန်မအချိန်ပေးနိုင်တယ်ဆိုတော့ဖွင့်ပါပေါ့နော်အဲ့လိုမှမဟုတ်ရင်တော့ဒီ data တွေပဲခဏကင်ထားပြီးကြည့်ပါအောင်မယ်တချို့တွေကပတ်ဆဲထားတာဆိုတော့လေကျွန်မမဖွင့်သေးရင်တော့မှအရှိမ3-5ရောက်ဖွင့်လို့ရှင်သူအမှု3-5ကိုရင်ဆိုင်ရအောင်ပါဆိုတော့လေအဲ့ဒီအမှု3-5ကိုပြီးမှပဲကျွန်မအလှည့်ရောက်တော့မှကျွန်မဖွင့်သိမဖွင့်သိဆက်လက်ပြီးစဉ်းစားတာပေါ့ရှင်ဒါကကျွန်မအနေနဲ့သတင်းတင်ဆက်တဲ့ထဲမှာအမြင်နဲ့ထည့်ပြောသလိုစမ်းနာမစောပါအောင်ရှင်အေးစေးပါအဲ့လိုပဲသတ်မှတ်ထားကြပါတယ်ပြီးတော့ကျွန်မစိတ်ထဲမှာတွေးထားရလေခုရှိရပါတော့ ။အော်ကျမကနည်းနည်းအလိုလူတွေပေါ်မှာခွင့်လွတ်တတ်တဲ့စိတ်လေးရှိရဆိုတော့လေ။အော်ငါ့ကိုဆဲတာကငါဝေကျွေးရှိလို့ပဲဆိုပြီးတော့တွေးပြီးတော့လည်းခွင့်လွတ်ချင်လည်းခွင့်လွတ်မှာပေါ့ရှင်။ဒါမဲ့ဒါကလည်းတို့အချို့ကြည့်မှာပေါ့တို့မြန်မာနိုင်ငံပြန်လာပြီးတော့မှလည်းလိမ့်မမနေထိုင်နေမိဘပြည်သူတွေကိုစိတ်ဒုက္ခမပေးဘူးဆိုတော့ကျမတို့ခွင့်လွန်မှာပေါ့နော်အဲ့လိုမှမဟုတ်ပဲမြန်မာနိုင်ငံလည်းပြန်လာတယ်တို့ကြောင့်စိတ်ဒုက္ခစိတ်ပင်ပန်းမှုတွေရှိနေတယ်မိဘပြည်သူတွေကိုပတ်ရန်နေမယ်ဆိုတော့ကျမတို့ဖွင့်တဲ့ဖွင့်မှာပါဒါကကျမတို့မိဘပြည်သူတွေကိုကျမတို့တတ်ဆွမ်းသမျှကာကွယ်စောင့်ရှောက်တာပါ ကျမတို့ဒီလိုပဲခံယူပါရရှင်။ဒါကြောင့်အခုချိန်မှာကျမတို့ဆဲနေတဲ့သူတွေပေါ့နော်စိတ်ကြိုက်ဆဲပါရပါတယ်ဆဲပါမင်းများဆဲလေကောင်းလေပါပဲ။တို့အခုလိုမင်းများဆဲခြင်းအပြင်ကျမတို့အကျိုးမြတ်နှစ်ခုရထားတာလည်းရှိပါတယ်။အကျိုးမြတ်နှစ်ခုတော့တို့မိမပြီးပြန်ရောက်တဲ့နေ့ကျမှပဲကျမပြန်ပြောပြပါတော့မယ်။အခုချိန်တော့မပြောသေးပါဘူးရှင်။ဒါလေးတော့တရင်သုံးသက်ချက်ထဲမှာကျမသတိရလို့ပြောပြတာပါ။နိုင်ငံတော်အခုဆိုရင်တင်းပြည့်ချက်ပြေလောက်ကင်လာပြီ။ဘာကြောင့်တို့လောက်လဲဆိုတာလေးကိုလည်းနောက်ချိန်ကျရင်သိလာပါလိမ့်မယ်။အခုချိန်ကတော့အချို့ရလေးတွေမှာ ်ကျူပြောလို့မသိတဲ့အတွက်ကျွန်မမပြောတော့ပါဘူးရှင်မိဘပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးမယ့်သတင်းလေးက TNN လေးရဲ့ဖွင့်ရမိဘပြည်သူတွေကိုပတ်ရန်နေတဲ့သတင်းလေးတစ်ခုပါအဲ့ဒီသတင်းလေးကတော့ TNN လေးကနေပြီးတော့ဒီစစ်ကောင်စီရဲ့ထောင်လိုင်းတပ်ဖွဲ့ပါဆိုပြီးတော့ပြည်သူတွေကိုဆွတ်ဆွဲပြီးတော့ဆယ်ယောက်ထက်မနည်းကိုဖမ်းဆီးထားပါတယ်သူတို့ဖမ်းဆီးထားတဲ့အကြောင်းရင်းကတော့သူတို့ဒီ TNN လေးထိန်းချုပ်ထားတဲ့ကြောင်မဲနဲ့တီဘောမြို့ထဲမှာရှိတယ်တဲ့နေရောပေါ့နော်ထောင်လိုင်းတပ်ဖွဲ့ဝင်တွေကနီလာပေါင်းစုံနဲ့ဝင်လာခဲ့ပါတယ်ရှင် ဒီလူတွေတို့ကဘယ်နားနေသွားပြီးဖမ်းဆီးရမည်လဲဆိုရင်တဲခိုကန်ဟိုတယ်ဖုန်ကြီးကျောင်းမတိုင်ငါတဲ့နေရာတွေမှာဝင်ဆက်ပြီးတော့ဖမ်းဆီးရမိခဲ့လို့ပြောပါတယ်မြို့သမီးလည်းပေါင်ပါတယ်ရှင့် TNL ကဟောပြထားတာကတော့သူတို့ထိန်းချုပ်ထားတဲ့မြို့တွေပေါ့နော်တက်ကားတဲ့ပြန်လဲသိမ်းပိုက်ဖို့အတွက်ရည်ရွယ်ပြီးတော့လာရှိုးကနေကြောင်မဲတီပေါ်ထောက်လန်းဖို့အတွက်တပ်ဖွဲ့ဝင်တွေယာနဲ့ချီပို့ဆောင်လာတာဖြစ်တယ်တဲ့အဲ့ဒီပို့ဆောင်တဲ့ထောက်လန်းရေးအဖွဲ့တွေကခီးသွားတထေကားဆရာတရောင်းစားပေါ့နော်အဲ့လိုရောင်းဆောင်ပြီးတော့လမ်းလျှောက်ပြီးလာတာတမျိုးစိုက်ကယ်နဲ့ လာရတမျိုးကားစီးပြီးလာရတမျိုးစားတဲ့ပုံစံမျိုးမျိုးနဲ့ကြောင်မဲနဲ့တီဘောမျိုးတွေတဲ့ဝင်ရောက်လာတာဆိုပြီးတော့သူက TNL ကစက်တင်ဘာလ25ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဒါပြင် TNL ကထပ်ပြီးတော့ရေးထားလေးကစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီထောင်လန်းရေးတွေကပေါ့နော်စစ်တပ်ကလွှတ်လိုက်တဲ့ထောင်လန်းရေးတွေကပေါ့ရှင် TNL ရဲ့စစ်ရင်အားတွေလက်နက်ခဲယမ်းတွေလမ်းပန်းဆက်သွယ်ရေးထောင်လန်းတာတွေနဲ့နေကြောင်းနေပြီးတော့တက်မလို့သူတို့တိုက်ခိုက်ပြီးရဲ့ခါမှာဆိုရင်ပြစ်မှတ်တွေပေါ့နော်ထိရောက်မှုရှိမရှိဆိုတာတွေကိုသိရှိနိုင်ဖို့အတွက်ဒီလိုသတင်းချက်လက်တွေထောင်လန်းဖို့အတွက် ရောက်လာတာဆိုပြီးတော့သူတို့ကဟောထုတ်ပြောဆိုထားပါတယ်ဒီသတင်းလေးမှာမိဘပြည်သူများကကျမအုံသက်ချက်အနေနဲ့ပြောချင်တာကတော့သူတို့ပြောတဲ့ဖြစ်နိုင်ခြေကမှန်ကန်မယ်လို့မိဘပြည်သူများထင်ပါသလားတက်မတော်ကနေချောင်းပစ်ခတ်မှုတွေလုပ်တဲ့အခါမှာဆိုရင်ခုနောက်ပိုင်း drone တက်ဆိုတာရှိတယ်စစ်စင်ရေးတစ်ခုလုပ်တဲ့အခါမှာကင်းထောက် drone အနေနဲ့သွားပြီးတော့ရုပ်တံအနေနဲ့တိကျကြည့်လို့ရတယ်ဒါအပြင်ဟိုတရားဝင်တက်မတော်မှာဒီထက်ပိုပြီးအဆင့်မြင့်နည်းပညာရှိရဲ့ရှင့် အခုဆိုရင်နိုင်ငံကြီးအချို့ကကျမတို့ဂျိုးတူနေပညာနဲ့ပတ်သက်ပြီးတော့လေအကူအညီပေးထားတယ်။ TNL တွေဘယ်နာပုံခုနေရဲဘယ်နာရှိရဲဆိုတော့ဒေသခံပြည်သူတွေကသတင်းမပေးရင်တော့မှမြေပြင်မှာသွားပြီးတော့စုံလန်းထောက်လန်းနေကြမလို့ရင်တော့မှ data တွေနေရာတွေကိုကောင်းကောင်းသိနိုင်တယ်။ပြောမလို့ဂျိုးတူကလှမ်းကြည့်လို့ရရဲ့ရှင်ကျမပြောချင်တာ။ဘယ်နာမှာအဆောက်အဦရှိတယ်ဘသူရှိတယ်ဆိုတော့ကောင်းကောင်းသိနိုင်တဲ့တရားနေမြေပြင်မှာသွားပြီးစုံလန်းစစ်ဆေးနေကြလို့လည်းခင်မဟုတ်တော့ဘူးရှင်။ တော့ဒီမြို့တွေထဲဝင်လာတဲ့သူတွေကဘယ်သူတွေဖြစ်နိုင်လဲဒီမြို့ကနေလည်းဖြစ်နိုင်လေအခြားမြို့ကနေပြီးတော့ဒီမြို့ကိုလာပြီးတော့ဘောနော်ဒုက္ခရောက်လို့ပြေးလာတဲ့သူတွေလည်းဖြစ်နိုင်တယ်အချို့တွေကြတော့စစ်ပြေးတွေရဲပြေးတွေဓာတ်ပြင်ကိုစီဒီယံလုတ်ပြီးတော့ထွက်ပြေးသွားတဲ့သူတွေအမှုခင်းတစ်ခုခုကြောင့်ထွက်ပြေးတဲ့သူတွေရဲဖမ်းခံရမှာဆိုလို့အဲ့ဒီနယ်မြေတွေကိုရောက်လာတဲ့သူတွေလည်းဖြစ်နိုင်တယ်ရှင့်နောက်ဆုံးတစ်ခုကတော့စစ်မှုတန်းဥပဒေကိုကြောက်ပြီးတော့စစ်မှုမထမ်းကျင်ပါဘူးဆိုပြီးတော့ လက်နက်ကိုင်တွေအိုးဆိုးရဲ့နေရာတွေကိုသွားတဲ့သူတွေလည်းဖြစ်နိုင်တယ်။ TNL ကသူတို့ညနေစိမ့်တဲ့သူတွေအားလုံးဖမ်းပြီးတော့စစ်ထောက်လိုက်ရပါဆိုပြီးတော့ဖမ်းစီစစ်ဆေးနေတာပါ။ရိုင်းနှံနှိပ်စက်တာတွေတော့လုံမလားမသိဘူးရှင်။ဒီလောက်ပြောင်းလဲတိုးတက်နေတဲ့ခေတ်ကြီးထဲမှာလူတရလူတွေရာပေါင်းချီလှုပ်ပြီးတော့သတင်းရှုစရာလိုလားရှင်ကျွန်မပြောချင်တာရှင်းရှင်းလေး။ TNL ကချုပ်ဒီပညာရဲ့သူ့မှာမရှိတိုင်းစစ်တပ်မှာမရှိဘူးသူတို့ကထဲနေရ။ဇလန်းနေအဲ့လိုဖြစ်ကြတာ။တော့မိဘပြည်သူများအနေနဲ့ပေါ့နော်ကျမပြောချင်တာအခု TNL ရအဲ့လိုလုံဆောင်ချက်တွေလုပ်နေရပတ်ရန်နေရပေါ့ရှင် ။အကြသူတို့ထိန်းချုပ်ထားတဲ့မြို့တွေကိုတက်မလို့ပြန်ပြီးတော့ရယူနိုင်ခြင်းမရှိမချင်းအဲ့ဒီမြို့တွေနာမသွားပါနဲ့ရှက်စစ်ထောင်လမ်းကြီးပါဆိုပြီးတော့ဆွဆွဲပြီးကိုယ်ဒုက္ခပေးနိုင်ပါတယ်။မြို့ခံဆန်တော့မှဖြစ်နိုင်မြို့တွေကိုမပြန်ပါနဲ့အောင်။ဘီကင်းတဲ့နေရာမှာပဲခဏနေပါ။သူတို့တွေကပတ်ရမ်းနေတာဆိုတော့လေတတ်တတ်နဲ့ကြားထဲမှာဒုက္ခရောက်မှာစိုးလို့ပါ။ပြန်ညတ်တယ်လို့မနိုင်မဲ့တူတူပြည်သူကိုမဲတာပါပဲပြည်သူကအမဲမခံကြရင်တော့သူတို့ရှိရနေမှာမတော်ပါနဲ့တက်မလို့ကပြန်နေသိမ့်ပိုက်ပြီးရဲ့အထိကတ္တခဏဆောင်ဆိုင်ကြပါလို့သာတိုက်တွန်းချင်ပါတယ် ဒီထက်ပိုကောင်းတဲ့အကြံဉာဏ်လဲကျမတို့ပေးလို့မရတော့ပါဘူးရှင့် TNL လေးကတော့ပညာမတက်တဲ့အခြေအနေတစ်ခုမှာပေါ့နော်လှုပ်ချင်ရလှုပ်နေမှာပါပဲသူတို့မှန်တဲ့အချိန်မျိုးရှောက်လုပ်နေမှာပေါ့နော်ဒီရက်မှာပြည်သူတွေကြားညံ့မှာဆိုလို့ကျမပြောပြပေးတာဖြစ်ပါတယ်ရှင့်မိဘပြည်သူများရှင်ကျမဒီနေ့နောက်ဆုံးသတင်းမှာတော့ PDF အဖွဲ့ဝင်၄ယောက်ပေါ့နော်မြမတက်မော်စုကိုအလင်းဝင်လာခဲ့တဲ့သတင်းလေးထဲမှာမိဘပြည်သူများတည်တည်တိထတဲ့အချက်လေးတွေပြောပြပေးပါမယ်စတင်မာလ24ရက်နေ့မှာဆိုရင်နိုင်ငံတော်ကသတင်းထုတ်ပြန်ထားပါတယ် PDF တွေအားဆိုရင်အတင်းအဓမ္မ အစုဆောင်ခံရတာရှိရဲ့အကျန်းဘတ်သမားတွေရဲ့အကျိုးစီးပွားအတွက်အတုံးချခံရတာရှိရဲ့လူငယ်ရှိရဲ့ပေါ့နော်အဲ့လူငယ်တွေရာဆိုရင်အခုချိန်မှာတက်မလို့စီကိုအလင်းဝင်လာခဲ့တဲ့အချိန်ကြီးဖြစ်ပါတယ်ဒီလိုအချိန်ကြီးတစ်ခုမှာတက်မလို့နေနဲ့လက်ခံပေးခဲ့တယ်ဥရိပောင်းလေးကိုပြန်လည်ဝင်ရောက်လာတဲ့ PDF လေးဦးကိုမင်းရဲ့လက်ခံခဲ့တာပါဒီတဲ့နှစ်ယောက်ကဘကိုတိုင်းဒေသကြီးမင်းလူမျိုးနဲ့ထန်းတမင်မျိုးနဲ့ရာဆိုပြီးသိရပါတယ်နောက်ထပ်နှစ်ယောက်ကတော့တင်းနိုင်တိုင်းဒေသကြီးတရချောင်းမြို့နယ်က PDF အဖွဲ့ဝင်တွေဖြစ်တယ်လို့သိရပါတယ် သူတို့ကဥရိပောင်းနဲ့ပြန်လည်ဝင်ရောက်လာတဲ့အခါမှာဆိုရင်လက်နက်တွေ GA နေပါရှူလာခဲ့ပါတယ် MA1 တလက်ပါတယ် GA 3ခုပါတယ် G 82တောက်ပါတယ် RPG ကတလက်ပါတယ် RPG ဘုံးတီ40မမဘုံးတီပေါ့နော်3လုံး4လုံးစသဖြင့်ပေါ့ရှင်အဲ့လိုမျိုးယူဆောင်လာခဲ့ပါတယ်ဒါတွေကိုတိုင်းမှုစုကိုပြန်လည်ပြီးတော့အနှံတဲ့အခါမှာတိုင်းမှုကနေပြီးတော့လက်ခံရှူခဲ့ပါရှင်ဒီလိုလက်နက်ခဲနေပါလာတဲ့အတွက်လဲစုငွေတွေလည်းပေးခဲ့ပါတယ် ပြီးတော့ဥပဒေပေါင်ထဲမှာပြန်လည်ရရှိရသူတွေကိုဝန်ခံကတိလက်မှတ်တွေရေးထိုးစေတဲ့မိဘတွေစီကိုပြန်အပ်ခဲ့ပါတယ်။မိဘတွေကတော့စိတ်အေးသွားတာပေါ့ရှင်။ကျွန်မအနေနဲ့ပြည်တဲ့တွေအလင်းဝင်တဲ့ကိစ္စကိုအင်မတန်ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့ထဲမှာတော့မပါတာမှန်ပါပဲ။ကျွန်မတို့ကဒီသတင်းကဝမ်းမြောက်ဝမ်းသာတင်ဆက်မဲ့သတင်းမျိုးတော့မဟုတ်ပါဘူး။သူတို့ဘာလုပ်ခဲ့လဲဆိုတော့သူတို့ပဲတည်ဆုံဖြစ်မှာပေါ့နော်။ဒီကလည်းစစ်စစ်မှုရောလုပ်မှာပါ။ဒါပြင်ပီတက်တွေလုံဆောင်တဲ့အမှုတွေကကျမတို့သိပြီးသားဆိုတော့လေ ဒီလိုလူတွေကပြန်ဝင်လာတဲ့အချိန်မှာတကယ်တော့နောင်တရတာဟုတ်လို့လားစစ်တေရှုံမှပြန်ဝင်လာလေကျွန်မပြောချင်တာစစ်တေရှုံမှပြန်ဝင်လာတာဖြစ်တဲ့အတွက်ဒါကစစ်မှန်သောအလဲဝင်ခြင်းဟုတ်မဟုတ်ဆိုတာကတော့အမြင်နဲ့သိထားပြီးတော့စောင့်ကြည့်ရမယ့်သူတွေဖြစ်ပါတယ်ပြောမှာဆိုတော့တာမန်လူတွေလိုမျိုးသူတို့မထားသင့်ဘူးလို့တော့ကျွန်မမြင်နေပေါ့နော်လူဖြစ်ဖြစ်လေလင်းဝင်လာတဲ့ဆိုတော့ညီမတက်မော်နဲ့အသေးသေးတိုက်ခတ်နေတဲ့ဆိုင်တော့ကောင်းတယ်လို့ပဲတော့တွေ့ရမှာပေါ့နော်အစိုးရရအကောင်မောင်းချင်းအဲ့လိုပဲတွေ့ရမှာပေါ့ကျွန်မတို့ကအရင်ပါဖက်ဖြစ်တာနဲ့မျောလင်းလို့မှမရသေးဘူးပြီးတော့ PDF တွေကဝင်လာတဲ့အခါမှာ သူတို့ရှင်ခွင့်စကားပြောထားတာရှိပါတယ်အဲ့ဒီအတိုင်းလေးကိုပဲကျွန်မမိဘသူများအတိအကျလေးတင်ဆက်ပေးပါမယ်ရှင့်ကျွန်တော်မှာတဝက်ပြောဒီ2020မှာခုနကပဲနှစ်ရည်နေမှာကျွန်တော်တို့ဒီစစ်ဆောင်နေပြန်ဆောင်ကြည့်အောင်ရရှိသွားရပေါ့အဲ့လိုရရှိသွားတဲ့အချိန်မှာ ဒီကျန်းဆက်လက်နက်ပိုင်းတွေရွာတွေဝင်လာပြီးကျွန်တော်တို့တိုက်ရွယ်ယောက်ျားလေးတွေကိုသူတို့ဝေယဝိဇ္ဇာခိုင်းဖို့နဲ့သူတို့ခွဲတဲ့ဝင်ဖို့ဆိုပြီးတော့သူတို့ခေါ်ဆောင်ပါတယ်။ဒီရန်တော်မှာပြန်ပြီးနေလို့ရပြီပြန်မယ်ဆိုတော့သူတို့စက်ခိုင်းတွေတည်နေတာတရားတရားကျွန်တော်တို့ကသူတို့ခိုင်းတာတွေလည်းလုပ်ပြီးသွားပြီဖြစ်တဲ့အတွက်ပြက်ပကတည်လို့ရှိရင်ကျွန်တော်တို့ဖမ်းပြီးတော့နှိမ့်ဆက်မယ်။အဲ့လိုမျိုးပြောရတယ်ကျွန်တော်အမဆက်ပြီးနေခဲ့ရတယ်ပေါ့။ကြားလာတော့လူတွေခွဲကြလာတယ်။ဒီလိုဆိုလို့ရှိရင်ကျွန်တော်တို့ပဲလုပ်ကြတယ်။ဒီဆိုလည်းကျွန်တော်တို့ပဲစောင့်ရတယ်။ ဲပြောမဆုံးမရှိလို့ရှိရင်ကျွန်တော်တို့နှိမ့်ဆက်ခံရတယ်ပေါ့ PDB ကိုဥပဒေပဲသာဖမ်းရဖမ်းရပြီလို့သူတို့နှိမ့်ဆက်တယ်ကျွန်တော်တို့တွေဆိုလို့ရှိရင်ဒီမိဘတွေရှိနေအဆက်အသွယ်လည်းမရဘူးမိဘတွေလည်းဆက်သွယ်မလုပ်ခိုင်းဖုန်းတွေဆိုလို့ရှိရင်တင်းတာတယ်ဒါကြောင့်မို့ကျွန်တော်မိဘတွေလည်းပြန်နေခြင်းနဲ့ပြုပေါ်မှာအခြားတကယ်ကြီးပြောနေတာမျိုးလို့ရှိရင်ကျွန်တော်တို့အားကြမ်းနေတယ်ပေါ့ပြီးတော့အဲလိုလိုလည်းလည်းနေခြင်းနဲ့ဥပဒေပေါင်းတွေမှာစီကြိုင်းကြတယ်ပြန်နေခြင်းတာကြောင့်ကျွန်တော်တို့ အလေးရောက်တိုင်းပြီးတော့ဖွဲထဲမှာပြာအောင်ဆုံးဆိုတဲ့နက်နက်ပြီးပြီးဆောင်ပြီးတော့တက်မလို့တဲ့အလင်းဝင်ရောက်လာပေါ့တက်မလို့တဲ့အလင်းဝင်ရောက်လာတဲ့အခါမှာဆိုလို့ရှိရင်တက်မလို့ဘက်ကနေကျွန်တော်တို့နှိမ့်ဆက်မိမဲ့တာမျိုးရှိတဲ့အတွင်းကုလသမဂ္ဂနဲ့တတိချုပ်စုတဲ့ကြာကျွန်တော်တို့အတိုင်းမတူမှန်းတာပဲပြီးတော့ PDF ထဲမှာရှိတဲ့ဒီကိုယ်တွေလည်းပြောချင်တာတက်မလို့ထံကအလင်းဝင်မှာတက်မလို့ဘက်မှာလည်းဒီလိုကလက်ကမ်းချုပ်စုနေပါတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဒီကခုပြောရတဲ့ PDF ရဲ့ပြောစကားအရာဆိုရင်ပေါ့နော်သူတို့ရဲ့စစ်ပေးဆောင်ဖြစ်သွားတဲ့အခြေအနေတစ်ခုမှာ PDF အဖွဲ့ဝင်တွေအတုံးချခြင်းကိုခံလိုက်ရတာ။ PDF တပ်ဖွဲ့တွေရောက်သွားခဲ့တယ်။ ။ရောက်သွားပြီဆိုမှတော့ဟိုကလည်းသူ့ကိုပြန်မလွှတ်တော့ဘူး။ဝါရှင်တန်လမ်းမျိုးစုံနဲ့ချိန်ချောက်ထားတယ်။လူငယ်တွေကအသိဉာဏ်ပညာနည်းတဲ့အတွက်ဒါအောင်ကြောက်နံပြီးတော့ဒီဖွဲ့ထဲမှာနေနေခဲ့ရတဲ့အခြေအနေတစ်ခုပေါ့။ဒီလိုရှိသွားတဲ့လူငယ်လေးတကယ်ရှိပါတယ်။မရှိလို့တော့ဆိုလို့တော့မဟုတ်ပါဘူး။ဒါပေမဲ့ PDF ဖွဲ့ထဲရောက်သွားတဲ့ဆိုမှတော့ PDF တွေရဲ့အကျင့်ဆိုးတွေကူးဆက်ပြီးပါမလာပြလို့လိုတာပေါ့ရှင်။အကျင့်ဆိုးတွေဆိုတော့မကူးဆက်တဲ့ဘူးလေ။ကျမဆိုလိုချင်တဲ့သဘောတရားလေးကိုနားလည်သိရှိမယ်လို့လည်းမျှော်လင့်ပါတယ်။ ဒါပြင်ရဲရွာတွေကသူတရအောင်ပီချက်တွေလင်းဝင်ပြီးပြန်ဝင်လာတယ်ဆိုသူတို့ကြောက်နေမှာပေါင်းတဲ့ဆက်ဆံရဲပါမလားကျမောက်နိုင်ငံကမိဘပြည်သူတွေကထောင်သွင်းအချင်းချာပြီးပြန်လွတ်လာတဲ့သူဆိုရင်တော့မှပေါင်းတဲ့ဆက်ဆံမှုတော့ကကြောက်စိတ်တွေရှိကြတာဆိုတော့လေပီချက်တွေရောကြောက်စိတ်နဲ့ဆက်ဆံနေမလားဒီလိုဒဏ်တွေကိုဒီလူငယ်တွေအောင်ခံနိုင်မှာမလားပြောမှဆိုလူမွေးပြဿနာအများကြီးပါပဲတိုင်းပြည်မှာကောင်းသွားတာဘာမှမရှိဘူးစိုးသွားတာကြီးပဲဒီလူငယ်အတွက်လည်းမကောင်းဘူး သူတို့မိဘတွေအတွက်လည်းမကောင်းဘူးရဲရွာထဲမှာရှိရတဲ့သူတွေအတွက်လည်းမကောင်းဘူးဘယ်သူမှကောင်းတဲ့ကိစ္စကြီးဖြစ်သွားခဲ့တာပေါ့နော်ပြီးတော့အလင်းဝင်တာတော့ကောင်းပါတယ်အလင်းဝင်တဲ့နောက်ဆက်တွဲမှာဖြစ်လာတဲ့ကိစ္စတွေကိုလည်းလက်ခံတဲ့သူတွေကထပ်ပြီးတော့တာဝန်ယူအောင်မှာဖြစ်တဲ့အတွက်ဘယ်သူမှတော့အဆင်ပြေချုံးမွေးနေမယ်လို့ကျွန်မမမြင်ပါဘူးရှင်အဲ့လိုဆိုပြန်တော့ပီချက်တွေအမြင့်ပြတ်တဲ့ဒီတိုက်ကြမလားဆိုပြန်တော့လေအခုလိုပေါ့နော်မတရားဖန်းစည်းခံရတဲ့သူတွေမလိုက်ခြင်းပဲလိုက်သွားတဲ့လူငယ်တွေတွေ့ကြတော့သူတို့မျက်နှာကိုလည်းကျမတို့ပြန်ကြည့်ရပြန်ရော သူတို့မိဘတွေရဲ့နှလုံးသားကိုလည်းကျမတို့ကစာနာရပြန်ရောကျမတို့ကခန့်နေရအဲ့ဒါပဲဂယုနာတွေချစ်ချင်းမြတ်တာတွေကိုချင်းစာစိတ်တွေကြီးမားတဲ့သူတွေကလောကကံရရန်ခတ်တယ်ခါကြရင်ကျမတို့လည်းရက်ဆက်တဲ့နှလုံးသားတွေပိုင်ဆိုင်လိုက်ခြင်းနဲ့ပေါ့နော်ရက်ဆက်ဆက်သာလုတ်ပြစ်လိုက်ခြင်းနဲ့အခြေအနေမျိုးတွေပေါ့ရှင့်ကျမတို့လိုပဲနိုင်ငံကောင်းဆောင်တွေလည်းဖြစ်နေမယ်လို့ကျမယုံကြည်ပါတယ်ဘလို့အဖြစ်မြတ်တာတရားသာအောင်မြင်ရဆိုတကယ်တူပေါ့နော်ကျမတို့လူတွေပေါ်မှာထားရှိရတဲ့အမျိုးမှာထားရှိရတဲ့မေတ္တာတရားလေးရဲ့အစွမ်းထက်လာရင်တော့တချို့တွေ အချိုးလေးပြောင်းသွားမယ်လို့မြင်ပါတယ်။အချိုးလေးပြောင်းပါစေလို့လည်းဆန္ဒပြုပါတယ်။ကျမအတင်းလေးကိုဒီနေ့မှဒီလောက်နဲ့ပဲရန်နာလိုက်ပြစေတော့မိဘပြည်သူများလည်းနေ့စဉ်ဒီတိုင်းပေါ့နော်။တင်းလေးနားထောင်အောင်မောလှရောပေါ့ရှင်။ကျမလည်းတင်းလေးရှာခွေတင်ဆက်တာရင်မောလှပါတယ်။ကိုယ်နိုင်ငံမှာဖြစ်နေရဲ့ရက်ဆက်ရုံမှမှုတွေစိုးဝါးစွာပြက်စင်းမှုတွေမြင်ရတာတရက်တစ်မိနစ်မှလည်းစိတ်မချမ်းသာပါဘူးရှင်။ရင်မောရပါတယ်။မိဘပြည်သူများလည်းကျမလိုပဲဖြစ်နေမှာပါ။ ။ဒါကြောင့်ခါကြရင်ကျွန်မစိတ်တက်တက်ကြွအောင်လို့ပေါ့နော်။အချို့တော့စိတ်တက်တက်ကြွမဲ့တဲ့င်းလေးတွေကိုရှာဖွေပြီးတော့ပြောပြပေးတာဖြစ်ပါတယ်။အဲ့လိုပြောပြန်တော့လေကျမတို့ပြောတယ်ဘောမတယ်တဲ့ဘောမတယ်ဘောနဲ့တို့အဖတွေပဲကောင်းတယ်တို့ဖတွေပဲသူတော်ကောင်းဆိုပြီးတော့ခက်ရွယ်ရွယ်လာရှိကြတယ်မိဘပြည်သူတွေကရှိပြန်တယ်ကျမတို့အဲ့လိုသဘောမဟုတ်ပါဘူးရှင်မိဘပြည်သူတွေစိတ်တက်ကြနေတဲ့အတွက်အကောင်းရကောင်းကျိုးလေးလည်းကျမတို့ရှောက်ခွင့်တင်ဆက်ပေးတာပါကျမတို့စေတနာနားလည်သူတွေဆိုရင်ကျမတို့အဲ့လိုစကားမပြောပါဘူးရှင်နားမလည်လို့ပြောရလို့ပဲတတ်ဖတ်လိုက်ပါတယ်ဒီတော့လည်းစိတ်တော်မဆိုးပါဘူး တနေ့အချိန်ကျရင်တိလာမှာပါကျမတို့ရဲ့စေတနာလေးတွေနားလည်လာမယ်လို့မျှော်လင့်ပါတယ်ကျမတင်းလူတွေကိုနေ့စဉ်ဒီတိုင်းပဲကြိရှိအပ်ပေးတဲ့မိဘသူများအားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေကောင်းကျိုးလူဝင်ဆန္ဒများပြေဝကြပါစေလို့ကျမတို့ Prime Media မိသားစုကဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်